ဘောဖတ်များအားလုံးမင်္ဂလာပါ clock corner အန်အာနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကြောက်ရပြင်းပြင်းလေးပွဲစဉ်6ရက်ကျွန်တော်တို့ခိုးရလက်လေးတွေကိုခံမှန်းပေးသွားမှာပဲဖြစ်ပါတယ်အဲဒါလို့ရှင်ကျွန်တော်တို့ညီကိုနေရဒီတစ်ပတ်ရဲ့ပြင်းပြင်းလေးပွဲစဉ်6မှာဘယ်သင်းတွေကနိုင်ပြီးတော့ဘယ်သင်းတွေတည်ကျသွားမယ်လဲဆိုတာကိုကျွန်တော်ညီကိုနေရခံမှန်းပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ် okay အဲဒါဆိုလို့ရှင်ကျွန်တော်ညီကိုနေရဗီဒီယိုလေးကိုစလိုက်ကြအောင်ကျွန်တော်ကတော့အရင်ဆုံးဒီနေ့ည6:00နာရီမှာကစားမယ်ဘရန်ဖို့နဲ့မန်ယူရဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်တော့ အမေကနေကြည့်ပေးထားတယ်ဒါပေမဲ့ဒီဘွဲမှာနှစ်ဖက် twin goal ရှိနေနိုင်တယ်ဒါကြောင့်မလို့1 2လောက်ခံနိုင်ထားတယ်ဟုတ်ကျွန်တော်ကဒီဘွဲလေးမှာတော့အာမန်ချက်စတာယူနိုက်တက်ပေါ့မန်ချက်စတာယူနိုက်တက်ကဝေဖွဲ့မှာတယောက်ချင်ပြန်ရသည့်တန်ရောအဲသူတို့ရဲ့ဂျာရဲ့ထဲမှာလည်းအနားရထားတယ်တစ်ဖက်ကလည်းဘရန်ဖို့ကလည်းအဲဂျာရဲ့ထဲမှာအနားရထားတယ်ဒီနေ့သင်းရတော့ဂျာရဲ့ထဲမှာအနားရထားတဲ့အသင်းအသင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲရတော့တော်တော်လေးကိုကြီးလို့ကောင်းမွန်မဲ့ပွဲတော်ပဲဖြစ်တဲ့အကြီးဒီနေ့ပြန်လည် twin goal တွေနဲ့ကျွန်တော်တို့ဒီနေ့ပွဲမှာတော့1 2လောက်မနဲ့ မန်ချက်စတာယူနိုက်တက်ကနိုင်ရရှိတော့မယ်လို့တော့ကျွန်တော်တော့ခံမှန်းထားပါတယ်။နောက်တော့ဘယ်ကချက်စီနဲ့ပရိုက်တန်အချက်စီက3-2နဲ့အနိုင်ရသွားတယ်မလို့ကျွန်တော်လည်းခံမှန်းထားတယ်။ဟောဒီဘက်မှာတော့ကျွန်တော်ကတော့ချက်စီကလည်းအဲပြင်းပြလေးပွဲစဉ်၅မှာမန်ချက်စတာယူနိုက်တက်နဲ့ရှုံးဝှက်ကြုံတွေ့ထားရတယ်။တစ်ဖက်က Brighton Brighton လည်းသူတို့ရဲ့အိမ်ဝင်းမှာ Tottenham Hotspur ကိုရင်ဆိုင်တဲ့အခါမှာတော့သူတို့ကတူးတူးသေးကြရတယ်။ဒီနေ့ဒီနေ့ပွဲမှာတော့ Nottingham ကတော့နိုင်ရလက်ကိုတော့ဖော်ဆောင်ဖို့လိုအပ်တယ်။ဒါမှမဟုတ် တဖက်ကအင်ရှင်ချက်စီရတော့ပို့ပြီးတော့အလေးတာတဲ့အတော့ကြောင့်တို့ကအင်ရှင်အားလည်းဖြစ်တယ်နောက်ပြီးတော့ကစားသမားတွေကလည်းဂျိုင်းအထဲမှာကာဗွန်ကတ်မှာတော့တို့တော်တော်မြင်မအနာပေးထားတဲ့အတော့ကြောင့်ဒီနေ့ပွဲမှာတော့အင်ရှင်ချက်စီရပဲ3-3လောက်နဲ့ကျွန်တော်ကတော့နိုင်သွားမယ်လို့တော့ကျွန်တော်တော့ခန့်မှန်းထားပါတယ်ကျွန်တော်တို့ကခရစ်စတီယာပဲလေးနဲ့လေးပါဘူးလို့ရပွဲစဉ်တွေကအဲဒီပွဲမှာကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ C1 လောက်သာခန့်မှန်းထားတယ်โอเคအဲဒါဆိုလို့ရှိရင်ကျွန်တော်တော့ဒီပွဲလေးမှာကျွန်တော်ည7:00မှာရှင်ပြန်ကစားကြမယ် ခရစ်စတယ်ပဲလိမ့်နဲ့လီဗာပူးအဲဒီနှစ်သင်းရဲ့ထိုက်တိုက်တွေးဆမှုတွေကတော့အမနစ်ကရာသီထဲမှာလည်းတော်တော်လေးဥမာကြီးလို့ကောင်းမွန်တယ်ပြီးလို့ဆိုလို့ရှိရင်ကွန်မြူနီရှင်းပါလေလီဗာပူးနဲ့ခရစ်စတယ်ပဲလိမ့်တို့အဲကျွန်တော်တို့တွေးဆတဲ့အချိန်မှာတော့တူတူတည်ကြတာပဲတူတူတည်ကြထားတဲ့ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ပနတီအဆုံးပြတ်မှာတော့လီဗာပူးတို့ချုံးနိုင်ခဲ့တယ်အဲ့အတွက်ကြောင့်ဒီနေ့အဲပွဲသင်ရဲ့6မှာတော့လီဗာပူးတို့ကဝေကွန်းမှာတွားရောက်ရင်ဆိုင်အားနဲ့ကြာအောင်ခရစ်စတယ်ပဲလိမ့်ကလည်း နောက်တန်းနေရာလေးတော်တော်လေးဥမာကောင်းမွန်တဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့စုံချင်းပြန်ဆက်နိုင်မယ်လို့တော့ကျွန်တော်တော့ထင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တော့အဲလီဗာပူးရဲ့ဝင်းပွဲမှာတွားရောက်ရင်ဆိုင်အားဒီတိုင်အောင်ဒီနေ့ပွဲမှာတော့1 2လောက်နဲ့ကျွန်တော်တော့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ပြီးတော့ဒီနေ့ည7နာရီခွဲမှာကစားမယ်လိနဲ့ဘုံမောက်ဘုံမောက်တို့ရဲ့ပွဲစဉ်ဆိုလို့ရှိရင်အကြောင်းနဲ့ဆိုရင်တော့စစ်စည်းတာခန့်မှန်းထားပါတယ်နောက်ပတ်ဝန်းကျင်ရှိလို့ပေါ့နော်ခန့်မှန်းထားပြအဲဒီပွဲမှာတော့ကျွန်တော်ကတော့အဲ ကျွန်တော်ကိုယ်နဲ့နည်းနည်းလေးအမြင်ရင်းကျွန်တော်ကွဲလဲသွားမှာဘာဖြစ်လို့ဆိုလို့ရှိရင်ဘုံမတို့ကအဲဒီနေ့ပြင်းပြလိမ့်မှာတော့အဲတန်တဲ့အသင်းတွေဖြစ်တယ်နောက်ပြီးတော့ဆိုလို့ရှိရင်လည်းအဲတိတ်ပြီးတော့အချင်းချင်းမကောင်းလို့တော့ကျွန်တော်တော့ထင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတစ်ဖက်ကလည်းဘုံမဘုံမကလည်းအဝေးခွင့်အိမ်ခွင့်မီးပဲနဲ့တော်တော်လေးမှကောင်းမွန်တဲ့ပုံမှန်ကောင်းတဲ့ပြတာထားတဲ့နိုင်ငံတွေအတွက်ကြောင့်ပြီးလို့ဆိုရင်အဲဒီနေ့ပြင်းပြလိမ့်ရာသီမှာလည်းဘုံမနဲ့ခရစ်စတယ်ပဲလေးကတော်တော်လေးမှကောင်းမွန်တဲ့ရာသီအစလို့ပြောရမယ် အဲတိုက်တယ်ဦးလေးမှာလည်းသူတို့ကတည်းကတော်တော်လေးဥမာအဆင့်အဲ95ပြီးတဲ့အချိန်မှာတော့သူတို့ကတော်တော်ကောင်းမွန်တဲ့ခြေစွမ်းလေးကိုပြသထားနိုင်တယ်ဆိုတော့လီးရဲ့အိမ်ဝင်းဖြစ်တဲ့အောင်ဘုံမောင်အနေနဲ့တော့သွင်းကိုတွေရယူပြီးတော့နိုင်မဲဆက်မယ်လို့တော့ကျွန်တော်ထင်တယ်ဒီနေ့ကွဲမှာတော့ကျွန်တော်တို့01လောက်နဲ့ကျွန်တော်ဘုံမောင်နိုင်ရရှိတော့မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ကဲနောက်တစ်ပွဲက Man City နဲ့ Fan လေးအဲ Man City နဲ့ Fan လေးပွဲကိုဆိုရင်ကျွန်တော်အနေနဲ့2 C နဲ့ခံမှန်းထားတယ်ခင်ဗျာ โอเคအဲ့ဆိုလို့ရှင်ကိုကြီးကတော့အာမန်ကတာစီးရီးယားတော့အနိုင်လို့ခမန်းထားတယ်โอเคအဲ့ဆိုရင်တော့ဒီခမန်းချက်လေးကတော့ကျွန်တော်နဲ့တော့နဲ့တူပါတယ်ဘာလို့လဲဆိုလို့ရှင်တစ်ဖက်ကဘန်လင်နဲ့ဘန်လင်ကလည်းဝေးဝေးမှလာရောင်းရှင်ပြိုင်မဲ့အတွက်ကြောင့်ပြီးလို့ဆိုရင်မန်ကတာစီးရီးယားလည်းဂျာရဲထဲမှာကာလွန်ကတ်တွေကစားထားတယ်ပြီးလို့ဆိုရင်သူတို့ရဲ့ကစားသမားတော်တော်များများလည်းအနားပေးထားပြီးတော့ဒီနေ့ပွဲမှာတော့သူတို့အင်တိုင်းအားလိုက်ကစားသွားမယ်လို့တော့ထင်တယ်ဘာလို့လဲသူတို့ရဲ့အိမ်မွေးဖြစ်တဲ့တိုင်အောင်လည်းကစားသမားတွေအနေနဲ့ ဒီနေ့ပွဲမှာအနိုင်ရလဲဖော်ဆောင်သွားမယ်လို့တော့ယုံကြည်တယ်တစ်ဖက်ကဘန်လီဘန်လီကတော့ဒီနေ့ရာသီတန်းတက်လာတဲ့အထက်မှာတော့တော်တော်လေးဥမှဆိုးရတဲ့အသင်းလို့တော့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုလို့ချင်းသူတို့ရဲ့နောက်တန်းကြီးကတော်တော်လေးဥမှပိတ်တဲ့ပြီးတော့တစ်ဖက်ကအသင်းအနေနဲ့ဘလို့မှလုံးလို့မရအောင်ပိတ်ထားတဲ့အသင်းသတင်းဖြစ်တဲ့အကြောင်းဒီနေ့ပွဲမှာတော့မန်ချက်တာစီးတီးအနေနဲ့တော့နည်းနည်းလေးတော့ခတ်တွေ့နိုင်မယ်လို့တော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဘန်လီဘန်လီကဒီလိုမျိုးအဲတင်းကြီးနဲ့ထိတ်တိုက်တွေးဆုံတဲ့အချိန်မှာတော့သူတို့ရဲ့နောက်တန်းတွေက ဟာ541လောက်ဖြစ်သွားပြီးတော့ပြီးလို့ဆိုလို့ရှင်55ဆိုပြီးတော့အဲ့လိုမျိုးကိုင်းကိုတချမ်းတက်ပြီးတော့ကစားတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်မန်ချက်တာစီးတီးအနေနဲ့တော့တော်တော်လေးတော့လုံးဝကန်မဲ့ခက်မဲ့ပွဲတွေပွဲလို့တော့ကျွန်တော်အမြင်တယ်အဲဒီတော့ကြောင့်လဲမန်ချက်တာစီးတီးအနေနဲ့အဲသူတို့ဒီလိုမျိုးခက်တဲ့ပွဲတွေတော့မှရှင်းမြန်ကျော်ဖြတ်လာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလဲသူတို့ ်တစ်ဖက်ကဘလို့ပဲအဲပိတ်ပြီးတော့ကစားနေဘူးသူစီရောသူတို့တက်ကတော့သူတို့နိုင်ပွဲတွေဖော်ဆောင်သွားပြီးတော့သူတို့ဂိုးတွေသွင်းသွားမယ်လို့တော့ကျွန်တော်ထင်တယ်ဒီနေ့ပွဲလေးမှာတော့ကျွန်တော်လည်းဒူးစီလောက်နဲ့မန်ချက်တာစီးတီးအနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်ကတော့ခန့်မှန်းထားပါတယ်နော်ဘယ်ကဒီနေ့ည7:00နာရီမှာကစားမယ်။ Nottingham Forest နဲ့ Sunderland တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်။ကျွန်တော်လည်းဒီပွဲကိုတော့အဲစီးစီးနဲ့ပဲခံမှန်းထားတယ်ခင်ဗျ။ Okay အဲ့ဒါဆိုရင်ကျွန်တော်လည်းဒီပွဲလေးမှာတော့အာတေရလောက်တာခံမှန်းထားတယ်။တစ်ဖက်ကအာ Northern Forest Northern Forest ကလည်းမနစ်ကရာသီမှာတော်တော်လေးဥမှာခြေသွန်းကောင်းတွေပတ်သက်ထားနိုင်ပြီးတော့ဒီနှစ်ရာသီမှာတော့သူတို့ရဲ့အဲကစားသမားတွေကဘယ်လိုအတက်အကျတွေတော်တော်များပြီးတော့ပုံစံကောင်းတွေပြသမထားနိုင်တဲ့အတွက်ကြောင့်တစ်ဖက်ကဆန်နာလန်ဆန်နာလန်လည်းမင်းဒီနှစ်မှာတန်တက်လာတဲ့အသင်းကြီးသူ့ဟာနဲ့သူရောအထိုက်လျောက်လေးကိုတော်တော်လေးကိုမှကောင်းမွန်တဲ့အစုပွဲတွေရှိတဲ့အတွက်ကြောင့်ဒီနှစ်ပွဲမှာတော့ကျွန်တော်တို့ဝန်းဝန်းလောက်နဲ့တည်ကြပဲသွားမယ်လို့တော့ကျွန်တော်တို့ခန့်မှန်းထားပါတယ်ကျွန်တော်တို့ကတော့မနက်တနင်္လာခွဲမှာကစားမယ် စပါနဲ့အခုတို့ရပွဲစဉ်တွေပဲဖြစ်ပါတယ်အဲဒီပွဲမှာတော့ကြောင်းနေနေဆိုရင်တော့ 2C ရောက်မယ်ပြီးသွားမယ်လို့ခန့်မှန်းထားတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်ကဒီပွဲမှာလည်းကျွန်တော်နဲ့တိတ်ပြီးတော့ဟာအမိကြီးကတော့တိတ်ပြီးတော့မကွာတော့ပါဘူးဒီဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တော့ဟဲတော်တန်ဟော့စပါတော့အိမ်ဝင်းပြည်တိတိုင်အောင်တော့ဝုကိုနိုင်နိုင်မယ်လို့တော့ထင်တယ်ဝုကလည်းအဲဒီနေ့ပြီးများလေးမှာတော်တော်လေးဥမှာတက်နက်လာတဲ့အသင်းတွေထဲမှာတော်တော်လေးအချိန်အစိုးဆုံးဖြစ်ပြီးတော့ငါးပွဲကန်သွားတဲ့အချိန်မှာသူတို့ကတော့တမမမမရပဲနဲ့ရှုံးဝဲတွေပဲတောက်ချောက်ကြုံတွေ့ထားရတယ်တစ်ဖက်က တော်တန်ဟောသာတော်တန်ဟောသူကလည်းဂျားရဲ့ထဲမှာသူတို့ကလောင်ကတ်မှာလည်းအနိုင်ရရှိထားတယ်ဒီတော့ကြောင့်အဲကစားသမားတွေလည်းတော်တော်များများကိုလည်းထန်ထန်ထန်ချင်တာပြီးတော့ဒီနေ့ပွဲမှာသူတို့အဲလူစုံထုတ်တုံလာပြီးတော့အခုကိုအနိုင်ယူပြီးတော့သူတို့နောက်တစ်ဆင့်တက်ဖို့အဲတေချာမဲ့ရမတ်တွေသူတို့စုဆောင်းမယ်လို့တော့ကျွန်တော်ယုံတယ်ဒီဒီတော့ကြောင့်ကျွန်တော်တော့ဒူးစီလောက်နဲ့ပဲဒီပွဲကလေးပွဲပြီးတော့မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်နောက်တစ်ပွဲကမနေ့ပြန်ညပေါ့နော်9နိုင်ခွဲမှာခစားမယ် အစတွန်ဗီလာနဲ့ဖူဟန်တို့ရဲ့ပွဲစဉ်တွေဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီပွဲရဲ့ရလဒ်ကို2-1နဲ့ခံထားတယ်ခင်ဗျ။အဲဒီပွဲကတော့ကျွန်တော်ကတော့အစတွန်ဗီလာနဲ့ဒီနေ့ရာဒီမှာတော်တော်လေးဟိုမှာအခြေစမ်းကောင်းနေအပြားလာထားနိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်။နှစ်ကရာသီဆိုလို့ချန်ပီယံလိမ်းမှာလည်းသူတို့တော်တော်လေးဟိုမှာကောင်းမွန်တဲ့အဆင့်ထိကိုရောက်ရောက်သွားပြီးတော့မှဒီနေ့ကျတော့ဘယ်လိုဖြစ်လို့အဲ့လက်တော့ချင်းနေဆိုးရသွားလဲဆိုတာတော့ကစားသမားတွေနဲ့နီးပြတွေကိုတိုင်းလဲကျွန်တော်တော့သိမယ်လို့တော့ခင်ဗျ။တစ်ဖက်ကဖူဟန်လဲဒီနေ့ရာဒီမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစမ်းတွေ ပြသထားတယ်အသိကြီးတွေနဲ့လည်းအလုံးကိုထိတ်တိုက်တွဲဆုံမှုမှာတေရလက်တွေဖတ်ပေါ်ဆန်းဆောင်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့မှာတော့ကျွန်တော်တော့ဒီဘက်ကပူဝံပဲ2-1လောက်နဲ့နိုင်ရရှိသွားမယ်လို့တော့ကျွန်တော်တို့ဒီဘွဲလေးတော့ခံမှန်းထားပါတယ်။ဘဘွဲကမနက်ဖြန်10နာရီမှာကစားမဲ့အဲနယူကာဆယ်နဲ့အာဆင်နယ်ရဲ့ပွဲစဉ်လေးကိုပြပါတယ်ဒီဘွဲတော့ကျွန်တော်အနေနဲ့ဆိုရင်1-2လောက်ခံမှန်းထားတယ်။1-2လောက်နဲ့ပဲအာကြီးနိုင်သွားမယ်လို့ထင်တာ။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘွဲလေးမှာတော့ အာပြည်မလေးပွဲတင်6ရက်အာအကောင်းဆုံးသောပွဲတစ်ပွဲဖြစ်တဲ့ညူကာဆယ်နဲ့အာဆင်နယ်ဒီပွဲမှာတော့ကျွန်တော်ကတော့ဒီနှစ်သင်းရဲ့ထိတိုက်တွဲဆုံမှုလေးတွေကလည်းတော်တော်လေးကကောင်းပါနဲ့ဂိုးတွေအပြန်လဲတွင်းတဲ့ကြတဲ့အသင်းနှစ်သင်းဖြစ်တဲ့ဆက်ကြောင်းတစ်ဖက်ကလည်းတိုက်စစ်တိုက်စစ်ကလည်းတော်တော်လေးကောင်းပါနဲ့အာဆင်နယ်ကလည်းခံစစ်ကလည်းသူတို့ကလည်းတော်တော်လေးကကောင်းပါပြီးတော့ပေးကုတ်အနေဆုံးအသင်းနှစ်သင်းဖြစ်တယ်ပြည်သင်းရင်တစ်ဖက်ကညူကာဆယ်ညူကာဆယ်လည်းထုံနည်းနေကောင်းပဲသူတို့ကလည်းတိုက်စစ်ကို တော်တော်လေးဥမာကောင်းမွန်တဲ့ကိုသိန်းတေကြတဲ့ကစားသမားတွေရှိလို့နောက်တန်းလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ကစားသမားတွေရှိတော့တဲ့ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်ကတော့အဲတူတူလောက်ပဲတည်ကြသွားမယ်လို့တော့ကျွန်တော်တော့ခံမှန်းထားပါတယ်နောက်တစ်ပွဲကအင်ကာနေ30ရင်းနေမှာကစားမယ်အေဗာဒန်နဲ့ဝါဆန်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ကျောင်းနေတဲ့ဒီပွဲကို2-0နဲ့အေဗာဒန်ကအနိုင်ရသွားပြီမယ်လို့ခံမှန်းထားတယ်ခင်ဗျာโอเคအဲဒါဆိုလို့ဒီနေ့အဲ့ဒီပွဲလေးမှာတော့ကျွန်တော်ကတော့ အရှင်အဘာတန်အသိနဲ့နဲ့ပဲပဲနိုင်ရလက်ဖော်ဆောင်သွားမယ်လို့တော့ထင်တယ်။ဘာဖြစ်လို့ဆိုလို့ရှိရင်သူတို့တော့ပြည်မြလိပွဲစဉ်ငားမှာတော့လည်းလူပဝုတို့ရဲ့အိမ်ဝင်းဖြစ်တဲ့ကြောင်တို့တို့တွင်းကိုတွေတွင်းနိုင်ရဲ့တစ်ဖက်ကဝဟဝဟလားဒီနေ့ရဒီမှာပြည်မြလိမှာတင်ညာငန်းတဲ့အသိနဲ့ဖြစ်တဲ့အညီသူတို့ကလည်းတော်တော်လေးမှပုံစံကောင်းနေမပြသထားနိုင်တဲ့အတွက်ကြောင့်သူတို့အဘာတန်ရဲ့အိမ်ဝင်းမှာတော့ရောက်ရင်ဆိုင်ပြီးတော့နိုင်မယ်ဆိုတာတော့ကျွန်တော်တို့မဖြစ်နိုင်ဘူးလို့တော့ထင်တယ်။ဒီအဲ့အတွက်ကြောင့်ကျွန်တော်တို့ ်အဒီပွဲလေးမှာတော့2-1လောက်နဲ့ပဲ Brighton တို့နိုင်သွားမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့ပါတယ် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ညီကိုနေရောက်ရဲ့ဒီလိုက Premier League ပွဲစဉ်6ရဲ့ပွဲကြိုသုံးသပ်ချက်တွေကလည်းလုတ်ပစ်ထားတယ်ပြီးလို့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကတော့ခိုးရလက်ခမန်းထားတဲ့ဗီဒီယိုလေးဖြစ်တဲ့အကြောင်းအဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လဲ送ရကြတာပေါ့ကျေးဇူးအများကြီးတင်ပါတယ်